မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့ကို TNL PDF ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိမ့်ချုပ်လိုက်ပြီဆိုပါတယ်အကြံဖတ်စက်ကောင်စီကပြည်တွင်းမှာ public bandwidth ကနေငွေကျပ်300အထက်ငွေသားထုတ်ယူခွင့်ကိုကန့်သတ်လိုက်ပြီးပြည်သူတွေကို digital ငွေကြေးစနစ်အတင်းအကျပ်အသုံးပြုခိုင်းနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့ကို TNL PDF ပူပေါင်းတပ်တွေကတိမ့်ပတ်ထိမ့်ချုပ်လိုက်ပြီးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းကစပြီးတော့2029စစ်စင်ရေးအဆက်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနောင်ချုံနဲ့မိုးကုတ်မြို့နယ်တွေကို TNL နဲ့ PDF ပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ရမှာနောင်ချုံမြို့ပေါ်ကစစ်ကောင်စီရဲ့ရဲစခန်းမိုးစလာရုံနဲ့ဌာနဆိုင်ရာရုံတွေအလုံးကို TNL နဲ့ PDF ပူပေါင်းတပ်တွေကအပိတ်သက်တိမ့်ပတ်လိုက်ပြီး တရက်ထဲမှာပဲနောင်ချိုမြို့ကိုပါတိမ့်ပိုက်ထိမ့်ချုပ်ထားလိုက်ပြီလို့ဒေတာကန်ပြည်သူတွေကပြောပါတယ်။အဲ့ဒီနောင်ချိုမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကတော့အကောင်လုံးထွက်ပြေးသွားကြပြီ။မြို့ပြင်ကနေလက်နက်ကြီးတွေနဲ့မြို့ဒဲကိုလှမ်းပစ်တာတွေရှိတယ်လို့လက်ရှိနောင်ချိုမြို့ဒဲမှာတော့တော်လိုင်းရေးတပ်တွေကထိမ့်ချုပ်ထားလိုက်ပြီလို့ဒေတာကန်ပြည်သူတွေကပြောပါတယ်။တစ်ဖက်မှာလည်းကြောင်မဲမြို့ပေါ်မှာ TNL နဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်နေရာယူလိုက်ပြီးစစ်ကောင်စီရဲ့ yes scan နဲ့ဌာနဆိုင်ရာရုံတချို့ကိုပါတိမ့်ပိုက်ထားလိုက်ပြီလို့လည်းဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျ။ ဖက်မှာလေမန္တလေးတိုင်းမတရားမြို့နယ်ကအင်ဂျင်မြိုင်ခြေရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်1014လေကြောင်းရန်ကာကွယ်ရေးတပ်ကိုမန္တလေး PD ရဲ့အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80ကျော်အဆက်အသွယ်ပြတ်တောက်နေတယ်လို့စစ်ပသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့အင်ဂျင်မြိုင်ခြေရွာကစစ်ကောင်စီရဲ့အမှတ်1014လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေး PDF အပအဝင်တော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာပဲအဲ့ဒီစစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ကအရာရှိနဲ့စစ်တီအယောက်80ကျော်နဲ့မိသားစုဝင်တွေအလုံးအဆက်အသွယ်ပြတ်တောက်သွားပြီးထွက်ပြေးဒါလားအဖမ်းခံရဒါလားသေကုန်ဒါလားတေချာမသိရဘူးလို့လေစစ်ဘက်သတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျာ။အခုတခါကချင်ပြည်နယ်ဘက်မှာတော့ဖာကတ်မြို့နယ်ကစိုင်းတောင်ဘက်မှာ KIPD ရဲ့မာမီပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားတဲ့အချိန် ်စစ်ကောင်စီကဘာမှမဆိုင်တဲ့လုံခင်းချေရွာတဲ့ကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နေအိမ်တွေပေါ်ကျရောက်ပကွက်ပြီးမိလောင်သွားတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်။ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖခင်မျိုးနဲ့ကစိုင်းတောင်ချေရွာဘက်မှာ KNPD ရဲ့မားမိတ်ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီမှာစစ်ကောင်စီတပ်ကဘာမှမဆိုင်တဲ့အယက်သားပြည်သူတွေနေထိုင်ရာလုံခင်းချေရွာတဲ့ကိုလက်နက်ကြီးနဲ့ရေရွက်ချက်ရှိရှိပစ်ခတ်မှုကြောင့် နေအိမ်တွေပေါ်ကိုလက်နေကြီးကြီးတွေကြောက်ရောက်ပကွက်ပြီးမိလောင်ပျက်စီးခဲ့ရတယ်လို့ဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အကျံဖတ်စစ်ကောင်စီလက်အောက်ခံရက်ကွက်နဲ့ချေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာနေရပေါင်းစုံမှာပြည်သူတွေစီကနေနှီးမျိုးစုံနဲ့မတရားငွေညှစ်တောင်းရမ်းမှုတွေအကြီးအကျယ်ဖြစ်ပွားနေပြီးလက်ရှိရန်ကုန်မြို့ကတာမွေမြို့နယ်မှာဆိုရင်အုပ်ချုပ်ရေးမှုတွေကပြည်သူတွေစီကနေအဇင်းတိုင်ရင်တအုပ်ကိုငွေကျပ်9000နှုန်းခရီးသွားထောက်ခံစားတစ်စောင်းကိုငွေကျပ်3000နှုန်းတောင်းခံနေပြီးရက်ကွက်ရုံးနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ နီးမျိုးစုံနဲ့ချိမ့်ချောက်ပြီးတော့ငွေညစ်တောင်းရန်နေကြတယ်လို့တာမွေမြို့နယ်နေပြည်သူတွေကရင်ကုန်ခေတ်တွေကိုပြောပါတယ်။အဲ့ဒီတာမွေမြို့နယ်ကရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ယာအိမ်မှုတွေဟာပြည်သူတွေစီကနေအနိုင်ကျင့်ဗိုလ်ချုပ်တောင်းရန်ထားတဲ့ငွေတွေကိုလကပုံစံနဲ့ခွဲဝေယူနေကြတယ်လို့လဲတာမွေမြို့နယ်နေပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီလိုအုပ်ချုပ်ရေးမှုတွေနဲ့ယာအိမ်မှုတွေကငွေကြေးတွေအစမတန်တောင်းခံမှုတွေကို မြို့နယ်ခရိုင်နဲ့တိုင်းအဆင့်အထိတိုင်ကြားပြီမဲ့အရေးယူမှုမရှိတဲ့အပြင်စစ်ကောင်စီကိုယ်တိုင်ကလုတ်ပိုင်ခွင့်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်အလားတူအေရဝတီတိုင်းကညောင်တုံးမြို့နယ်ဘက်မှာလဲဂုံမင်းစိတ်ချေရွာအုပ်စုမှာအုပ်ချုပ်ရေးမှုမောင်ဝင်းဆိုတဲ့သူကပြည်သူတွေစီကနေစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးတအိမ်ကိုငွေကျပ်2000နှုန်းနဲ့အင်ဂျီ600ကျော်စီကနေလစဉ်လိုလိုချိန်ချောက်တောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိမှာတော့အချမ်းပဲစကောင်စီလက်အောက်ခံရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာနေရာပေါင်းစုံမှာပြည်သူတွေစီကနေ နှီးမျိုးစုံနဲ့မတရားဝင်ညှက်တောင်းရမ်းမှုတွေအကြီးအကျယ်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီကပြည်တွင်းမှာပုဂ္ဂလိကဗန်တွေကနေငွေကျပ်300အထက်ငွေသားထုတ်ယူခွင့်ကိုကန့်တက်လိုက်ပြီးပြည်သူတွေကို digital ငွေကြေးစနစ်အတင်းအကျပ်အသုံးပြုခိုင်းနေတယ်လို့ပုဂ္ဂလိကဗန်အတိုင်းဝိုင်းကပြောပါတယ်လက်ရှိပြည်တွင်းကဗန်တွေမှာငွေကျပ်300နဲ့အထက်ငွေလာထုတ်တယ်ဆိုရင်300အထိပဲထုတ်ခွင့်ပေးပြီး300အထက်ကျော်တဲ့ကြံတဲ့ငွေတွေကို ဘဏ်အကောင့်တွေကနေတဆင့် digital ငွေကြေးအဖြစ် mobile banking အကောင့်တွေတဲ့ကိုပြောင်းလဲထည့်ပြီးမှသုံးဖို့စစ်ကောင်စီကအတင်းကျပ်ညွှန်ကြားထားတယ်လို့လဲပုဂ္ဂလိကဘဏ်တစ်ခုရဲ့လက်ထောက် manager တဦးကပြောထားပါတယ်။လက်ရှိစစ်ကောင်စီဘဟုဘဏ်ကနေပုဂ္ဂလိကဘဏ်တွေကိုငွေသားအသုံးပြုမှု short ချပြီး digital ငွေကြေးစနစ်နဲ့ငွေပေးချေမှုတွေကိုမဖြစ်မနေပြောင်းလဲဖို့အတင်းအကျပ်ညွှန်ကြားထားပြီးတော့တဖက်မှာလည်းပြည်သူတွေကိုအဲ့ဒီ digital ငွေကြေးစနစ်နဲ့ငွေပေးချေမှုတွေကိုအသုံးပြုကြဖို့ဖိအားပေးညွှန်ကြားနေတယ်လို့သိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ thank you